ကရင်နီပြည်နယ်ဒီမိုဆိုနောက်ချမ်းမှာရှိတဲ့စစ်ဘေးရှောင်စခန်းတွေမှာတောက်သုံးရည်တွေစတင်ပြက်လက်လာပြီးရေလူရှင်တွေလိုအပ်နေတယ်လို့စစ်ဘေးရှောင်ကူညီရေးဖွဲ့တွေကပြောပါရယ်။ပြီးခဲ့တဲ့နှစ်တွေတုန်းကမိုးရင်းကာလအတွင်းစုဆောင်းထားတဲ့ရေတွေဟာဇန်နဝါရီလောက်မှစတင်ပြက်လက်လေးရှိပေမဲ့ဒီနှစ်မှာတော့နှစ်လလောက်စောပြီးနိုဝင်ဘာလကုန်ပိုင်းမှာရေပြက်လက်နေတယ်လို့စစ်ရှောက်ကူညီရေးအဖွဲ့ဖြစ်တဲ့ Job for Kaya ရဲ့ပြောရေးဆိုခွင့်ရှိသူမြို့သားတအူးကပြောပါရယ်။ ခုကဆောင်းနေဆောက်ဝင်ပြီပေါ့နော်မိုးကုန်သွားတဲ့အတွက်သူတို့မိုးရတီမှာမိုးရေခံပြီးတော့ဆုဆောင်ထားတဲ့ရေတွေကုန်သွားပြီပေါ့နော်ကုန်သွားတော့ဒီစာတင်ကျောင်းတွေမှာဆစ်ဆောင်စာတင်ကျောင်းတွေမှာဆစ်ဆောင်ကန့်တွေမှာအာရေတွေစပြီးတော့ပြက်လက်လာတာပေါ့နော်ခုလောလောဆယ်တော့တချို့ကန့်နေမှာတော့ရေကျန်နေတယ်တချို့ဆစ်ဆောင်စခန်းတွေမှာတော့ရေပြက်လက်နေပြီပေါ့နော်လူရေများတဲ့ကန့်နေမှာဆိုရင်တော့ရေတွေပြက်လက်နေပြီပေါ့ စစ်ရှောက်စခန်းမှာလူရဘယ်လောက်ရှိလဲဆိုရင်အဲယတိပြတ်ပြောလို့မရဘောနော်အာတကန်နဲ့တကန်နဲ့လူကြီးအင်အောင်စုရှင်ကမတူကြဘောနော်အ ਨੇ ဆုံးအောင်မရှိဘူးဆိုရင်အင်အောင်စု30လူကြီးတရားပတ်ဝန်းကျင်ရှိတဲ့ကန့်နေရှိတယ်တချို့ကန့်နေမှာဆိုရင်အဲအင်အောင်စု80တရားရှိရလူကြီးအေ300နဲ့400ကြာရှိတဲ့ကန့်နေလည်းရှိရပါဘောနော်အဲ့ဒါတွေကတော့ကန့်ကြီးကြီးပါဘောနော် ။အော်ပို့ပြီးတော့ကန့်ကြည့်တဲ့နေရာလေးဆိုရင်တော့လူရည်တထောင်နီးပါးရှိရကန့်နေလဲရှိရပါတော့။အဲ့ဒီကန့်နေမှာဆိုရင်တော့ရေလွယ်ချက်တော့အရင်များလာနိုင်တယ်ပေါ့နော်။ဒီမော်ဆိုမြို့နယ်တဲကစိတ်ပိရှောင်စခန်းအများစုဟာမိုးရသည်ကုန်တာနဲ့နှစ်စဉ်ရေရှားပမှုပြဿနာနဲ့ရင်ဆိုင်နေရလေရှိပြီးအရင်နှစ်တွေကထက်ဒီနှစ်မှာအချိန်စောပြက်လက်မှုကြောင့်လာမယ့်အဆောက်အုံနှွေအကူကာလတွေမှာပုံမှုဆိုးဝါးလာမှာကိုစစ်ဆောင်တွေက စိုးရိမ်နေကြပါတယ်။ ။တချို့စစ်ဆောင်စခန်းတွေမှာတော့စုဆောင်းထားတဲ့တောက်သုံးရည်တွေကျန်နေသေးပေမဲ့လူဦးရေများတဲ့စခန်းတွေမှာစတင်ပြက်လက်လာနေတာဖြစ်တယ်လို့ဆိုပါရယ်။လက်ရှိမှာအလူရှင်တွေလာလူတဲ့ရေကို ခွဲရမ်းနဲ့ဝေမျှပေးနေတယ်လို့စစ်ပေးဆောင်ကူညီရေးအဖွဲ့တွေကပြောပါရယ်။ ကျွန်တော်တို့စီကိုအကူညီလာတောင်းတဲ့ကန့်တွေကတရက်ကိုမရှိဘူးဆိုသုံးကန်လောက်ရှိတယ်။ရင်းနဲ့အနည်းဆုံးမှရှိတဲ့စခန်းအောင်ရှေးရဖို့တရက်လောက်အချိန်ပေးပြီးသွားရတယ်။ကျွန်တော်တို့ကအနည်းဝေးပုံမူတည်ပြီးအဆိုင်ခွဲလိုက်ပို့ပေးရတာပေါ့။ပြောင်းဝေးပေးတဲ့ပုံစံကတော့တိုင်နောက်ကို၅ကန်လံပုံနဲ့၂ပုံနှုံးပေးတယ်လို့စစ်ပေးဆောင်တွေကိုတောက်တုံးရီပြောင်းဝေးပေးနေသူတူကပြောပါရတယ်။ ဒီမော့ဆုံမြို့နယ်ထဲမှာစစ်ပေးရှောင်ရေးအတွက်တွေမြစ်တက်လာတာနဲ့အမျှတောက်သုံးရေလိုအပ်ချက်ပါမြစ်တက်လာပြီးမြို့နယ်ထဲမှာရှိတဲ့စကန်းစုစုပေါင်းရဲ့80ရာခိုင်နှုန်းကျော်ဟာနှစ်စဉ်ရေရှားပါမှုပြဿနာနဲ့အကြီးအကျယ်ရေဆိုင်နေရတာဖြစ်တယ်လို့သိရပါဗျ။